ရှေအာရှရဲ့ဘုံတံကိုပြေဝတဲ့တရုတ်ပြည်ရဲ့ဉာဏ်ကြီးရှင်မင်းကြီးတွေကစစ်ပွဲတွေကိုဓာတ်နဲ့မဟုတ်ပါဉာဏ်ပညာနဲ့အနိုင်ယူခဲ့ကြတာပါဒီညမှာတင်တို့တွေ့မိနာမယ့်အရာကတော့နိုင်ငံတွေကိုထူထောင်ရမှာအသုံးပြုခဲ့တဲ့စစ်ပြူဟာများမည်ဖြစ်ပါတယ်။လူတိုင်းသာစစ်ပြူဟာပညာရှင်တယောက်လိုစဉ်းစားရင်ပုံဝင်ချင်းကလူတွေကိုတော့တစ်ချက်အသွင်းလွှမ်းမိုးထိန်းချုပ်နိုင်စွမ်းရှိလာပါလိမ့်မယ်။ ဒီနေ့ကတော့ရှေးအောင် အရှိအာရှဗျူဟာတွေကိုလည်လာကြည့်ကြရအောင်။ကဲအခုပဲဗီဒီယိုလေးကို စတင်လိုက်ကြရအောင်။စွန်စိုးရေးပထမဆုံးစစ်ဗျူဟာအာသနေချိန်တွင် အားနေဟန်ပြပါ။ရန်သူကိုလှည့်ဖြားပြီးတရစ်လက်လွတ်ဖြစ်စေပါ။နောက်ွယ်မှာတင်းရအထူးတပ်ဖွဲ့တွေစောင့်နေပြီးတိုက်ခိုက်မှုကတင်းထင်ထားတာထပ်ပုံမြန်မြန်ဖြစ်လာပါလိမ့်မယ်။ ဒီအဖေမန်ကအရှိတောင်အာရှစစ်ပညာမှာနာမည်ကျော်စွန်ကျူဤစစ်ဖြူဟာတစ်ခုဖြစ်ပါလိ။နောက်ွယ်မှာသူကစစ်တပ်ထတ်တိုးစီမံရာမှာထူထားခဲ့ပါလိ။တခါမှသူဤစစ်တပ်ပြီးအနှဲငယ်သာရှိသည့်အတိုင်းပြသပြီးစစ်ပြိုင်ဘက်ကို အားနည်းသလိုထင်စေခဲ့ပါလိ။သူတို့ကိုမြေမောက်မှာအနိုင်ရမည်လို့ယုံကြည်စေပြီးနောက်ွယ်မှာထူထားစွမ်းအားရှိသောစစ်တပ်သည်တကြမ်းသူအတွင်တိုက်ခိုက်မှုအစီအစဉ်ကို အောင်မြင်စွာဖြစ်စီလိုက်ပါလိ။ ဒီနည်းပညာသည်စိပြူဟာနှင့်စိတ်ပညာပေါင်းစပ်မှုရဲ့ထူးခြားမှုကိုပြသပြီးစွန့်ချူးကိုတခိတခိစိပြူဟာပညာရှင်ကြီးအဖြစ်နာမည်ကျော်စေခဲ့ပါသည်။နောက်ထပ်စိပြူဟာများလေးလာလိုပါကဒီ channel လေးမှာလာရောက်လေးလာနိုင်ပါပြီ။